Hello. မမနွေဦးရဲ့ Little Sunshine လေးတို့ရဲ့မင်္ဂလာပါနော်။မမနွေဦးရဲ့ Noi Story Channel ကနေပြန်လဲကြိုဆိုပါရစေ။ဒီနေ့မမနွေဦးရဲ့ Little Sunshine လေးတွေအတွက် reach ထားတဲ့ပုံမြင်လေးကတော့ကိုအားကိုကိုကိုပါဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်။ကဲမမနွေဦးရဲ့ Little Sunshine လေးတို့လေးပုံမြင်လေးနှထောင်ဖို့အစဉ်တစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်။အဲဒီတော့ပုံမြင်လေးစားလိုက်ကြမေး။ကိုအားကိုကိုကိုပါ ဟိုးရှိရှိတုန်းကတိုင်းပြည်တိုင်းပြည်တွင်မြို့နယ်တွင်မှလိုက်ပြီးတော့ကုန်တွေတဲ့ရဲနာကုန်တကြီးတူရှိလေတယ်။သူ့မှာအရွယ်ရောက်ပြီဖြစ်တဲ့သားတယောက်လည်းရှိတယ်။တနေ့ကျတော့သားဖြစ်သူကခုလိုဆိုတယ်။အဖေသားအလုပ်လုပ်တော့မယ်။သားအလုပ်လုပ်ဖို့အတွက်ထိုက်တဲ့အမွေတချို့ကိုပေးပါ။လို့ဆိုပြီးကုန်တွေကြီးကိုတောင်းဆိုလေတယ်။ကုန်တွေကြီးကခုလိုပြန်ဆိုတယ်။ဘာအမွေလိုချင်လဲသား ဟူ၍မိလိုက်တော့ตาဖြစ်သူကตาအဖေလိုမျိုးအောင်မြင်ခြင်းလေဆိုပြီးဆိုလိုက်တယ်အဲ့ဒီတော့ကုံနေကြီးကอืมမင်းလိုချင်တာကို ဖေးပေးလိုက်မယ်ဒါပေမဲ့အဲ့အရာကိုမပေးခင်မှာတပတ်တိတိငါနဲ့အတူတူအလုပ်လုပ်ရမယ်ဆိုပြီးပြောလိုက်တယ်ထို့အခါตาဖြစ်သူကဟုတ်ကဲ့ပါဘီဆိုပြီးตาဖြစ်သူကကောင်းကြီးလိုက်လိုက်တယ် ောက်နေ့မနက်ကျတော့တားလို့သူကိုခေါ်ပြီးဒါအဖနှစ်ယောက်ခြံထဲဆင်းသွားတယ်။ဖေဖြစ်သူကတပြက်စီခြံနှစ်ခုကိုကင်ပြီးယူလာတယ်ပေါ့။ဒါဖြစ်သူကိုအဖေဖြစ်သူကယော့အမိုက်တွေကောင်းအောင်လဲဟူ၍ခိုင်းလိုက်ပြီးကုံတယ်ကြီးကတော့တစ်ပင်အောင်မှထញင်ခဲလေးစားလိုက်အင်းနေချင်းလေးတောက်လိုက်နေရှိနေတယ်။ဒါဖြစ်သူကတပြက်စီလက်နေရင်သူ့ဖေဘရော့မြန်လာကူနိုးလာကူနိုးနဲ့ညှို့နေတာပေါ့။တပြက်စီကလည်းနှချောင်းယူလာတာဆိုတော့တပြက်သူက သူတချောင်းကုံတဲ့ကြီးတချောင်းဆိုပြီးအဖေဖြစ်သူကုံတဲ့ကြီးလဲလာကူလှဲပေးလိုက်မယ်လို့တွေးနေတယ်။အဲ့လိုနဲ့အမိုက်တွေကိုလှဲရင်ပြီးသွားတယ်။ကုံတဲ့ကြီးကအစားတောင်းမပြတ်သစ်ပင်အောက်ကလေးမှာပဲရှိနေလေတယ်။တဖြစ်သူကတော့အမိုက်တွေလှဲပြီးသွားလို့အမိုက်တွေလိုက်ကျုံနေတဲ့အချိန်မှာလဲငါ့အဖေဘာတော့ကူကျုံမိမှာပဲဆိုပြီးကွက်ကြည့်ကွက်ကြည့်လုံနေသေးတယ်။ကုံတဲ့ကြီးကတော့အညောင်းညာထဆန်းလိုက်ပြန်ထန်းလိုက်နေပေါ့။ အဲဒီလိုနဲ့တာဖြစ်သူက အမိုက်တွေအားလုံးသာကျုံလို့ပြီးသွားတယ်။ကုံတဲ့ကြီးကတော့ကုမလုပ်ပေးဘူး။နောက်တစ်ရက်ကျတော့ကုံတဲ့ကြီးကဓာနလက်ယူလာတယ်။ပြီးတော့တော်ထဲခေါ်သွားပြီးတာဖြစ်သူကိုတစ်ပင်ကြီးတစ်ပင်ကိုခုတ်ခိုင်းတယ်။ကုံတဲ့ကြီးကဘေးနားမှာထိုင်ပြီးဓာသွေးနေတယ်။ဓာလုပ်သူကတစ်ပင်ကြီးခုတ်လိုက်ဓာသွေးနေတဲ့ကုံတဲ့ကြီးကိုကြိလိုက်ပေါ့။ဓာသွေးပြီးတဲ့အချိန်မှာတော့သူ့သားကိုလာကူပေးမှာပဲဆိုပြီးတွေးနေတယ်။ ။ဘာဖြစ်သူခမညာလက်တွေနာလုံးလို့အရေးကြီးမှုတွေထလာပြီးပေါက်ပြဲတဲ့အထိခုန်နေရရှာတယ်။ဒါပေမဲ့ကုန်နေကြီးကဓာသွေးမပြတ်ဘူး။ဝုန်းဆိုပြီးတစ်ပင်ကြီးလဲသွားတယ်။ကုန်နေကြီးထလာတယ်။ထိုအခါမှာတော့သူ့ဖေဖြစ်ကလာကူပေးသားပဲဆိုပြီးဘာဖြစ်သူကတွင်းနေလေတယ်။အဲ့ဒီအချိန်ကုန်နေကြီးကဘာပြောလဲဆိုတော့ဟိုအကိုင်းလက်ပါဖြတ်လိုက်တာဆိုပြီးပြောလိုက်တော့သူ့ကိုလာကူတာမဟုတ်ဘူးဆိုတာ တည်သွားပြီးတဖြစ်သူကခုလိုဆိုရဲကျွန်တော်ပြပန်းနေပြီဖေလက်တွေလည်းနာကျင်လာပြီဆိုပြီးစိတ်ညစ်စွာနဲ့တဖြစ်သူကပြောလိုက်တော့အဲ့ဒါဆိုလဲမင်းလိုချင်တာမျိုးနဲ့တော့ပေါ့ဆိုပြီးကုန်တယ်ကြီးကဆိုလိတယ်အဲ့ဒီအချိန်မှာတဖြစ်သူကစိတ်တက်တွေပြင်းထန်လာပြီးတော့ဟုတ်ပါမယ်ဖေအဖေကတိတိပါစီဆိုပြီးကျန်နေအကိုင်းလက်တွေကိုအားလုံးကိုဆက်ရှင်းလိုက်လေတယ်အလုံးခေါထွေရှင်းနေပြီးချိန်မှာတော့ကုန်တယ်ကြီးရဲ့တာရဲ့လက်မှတွေးတွေလည်းရွှဲလို့ပေါ့ နောက်နေ့မနက်ကျတော့တာဖြစ်သူကဖေးတာလက်တွေနာလုံးလို့မလုံနိုင်တော့ဘူးဆိုပြီးကြီးသွားတော့ကုံတကြီးကခုလိုဆိုတယ်မင်းကိုဒီနေ့ဘာမှမခိုင်းပါဘူးဒါပေမဲ့ကြောက်ဆောင်ကိုကြော်ပြီးသွားရင်ဥမောင်းဆိုတဲ့ငါမိတ်ဆွေရှိတယ်သူ့စီကိုသွားငါအပ်ထားတဲ့အောင်မြေလှုပ်ဝက်ချက်ပေးပါလို့ပြောပြီးတောင်းခဲ့မနက်ပြန်မင်းအလုပ်စလုပ်ရမယ်အဲ့အတွက်သတ်မှတ်ထားရမှာတခုရှိတယ် လုံးဝအခက်ခဲတွေနဲ့ရင်ဆိုင်ရချိန်မှာတောင်အိမ်လှုပ်ဝက်ချက်အတိုင်းလှုပ်ဆောင်သွားရမယ်ဆိုတာပဲဖြစ်တယ်။ဟူ၍ဆိုလေတယ်။ဒီလိုနဲ့တားဖြစ်သူကကြောက်တောင်တစ်ခုကိုကြော်ပြီးဥမောင်လေးစီကအောင်မြင်လှုပ်ဝက်ချက်ဆိုတာကိုယူဆောင်လာတယ်။အိမ်မရောက်တော့တားဖြစ်သူကဖေးအဖေပြောတာဒါလားဆိုပြီးရွှေနဲ့အင်တာဖုန်းလုပ်ထားတဲ့တော်ယူလာတဲ့စာအုပ်ကိုပြလိုက်တယ်။အေးဟုတ်တယ်သား။ မင်းလုံးဝအခက်ခဲတွေနဲ့တွေ့ဆုံကြည်မှာစာအုပ်ထဲကအတိုင်းတသွေမသိလောက်ဆောင်ပါခင်နားတော့မနှက်ဖြင့်မင်းရဲ့ကုံတွေရင်ခီးစင်စမှာဖြစ်တယ်ဆိုပြီးတဖြစ်သူကိုနားခိုင်းလိုက်တယ်မနှက်လင်းတော့အာလုံးခီးထွက်ဖို့အစင်းနစ်ဖြစ်နေပြီတော်တော့လေမင်းဘာလုပ်နေတာလဲခုရွေးကုံတွေကြီးကဆိုတော့တဖြစ်သူကအဖေကအဖေမလိုက်ဘူးလားပြန်မိလိုက်တယ် ကုန်တဲ့ကြီးကငါဘာလိုက်လို့ရမှာလဲမင်းအွေရောက်နေပြီပဲမင်းလုံနေတလောက်လောက်ပါလို့မှားလိုက်တယ်အဲ့လိုနဲ့ကုန်တဲ့ကြီးရဲ့သားကကုန်သွယ်ဖို့ထွက်သွားခဲ့တယ်ချောင်းတွေဖြတ်လွင်ပြင်တွေဖြတ်ရင်တော်ကြီးတော်နဲ့ထဲထိပေါ့သူ့ကိုချင်းတကောင်ချောင်းနေမှန်းသိလိုက်တယ်တိတိချင်းမှာပဲသူဟာပုံးလို့ကောင်းမယ့်နေရာကိုရှာရင်လူတို့ကစားဝင်လို့ရတဲ့ကြောက်တုံးတွေကြားတဲ့ကိုယုတ်တည့်ရဲ့ပြေးသွားပြီးဝင်နေလိုက်တယ် ချင်းနီကလည်းမျက်ခြေအပြည့်မခံပဲလိုက်လာတယ်။ကြောက်တုံးနေကြကိုချင်းနီကဝင်လို့မရတော့အဲ့ဒီနားမှာပဲစောင့်နေတယ်။ကောင်းလေးလည်းဘေးပင်ညာအချိန်နေအတန်နေနားဆွနေရပေါ့။တော်တယ်ဖြတ်သွားဖြက်လာ အဖွဲရီမြန်တွေ့ရင်အခုညီတောင်းမယ်ပေါ့လေ။အဲ့လိုနဲ့ညတာရောက်လာတယ်။ဘသူမှပေါ်မလာဘူး။ချင်းနီကလည်းဘေးမှမသွားဘူး။သူဝင်သွားတယ်ကြောက်တုံးရှိမှာပဲဝုတ်ပြီးစောင့်နေတယ်သူဟာရုတ်တရက် ူဘေကုံတဲ့ကြီးရဲ့အောင်မြင်လှုပ်ဝက်ချက်စာအုပ်ကိုတတိယသွားတယ်။ပထမဆုံးစာမျက်နှာကိုကြည့်လိုက်တယ်။ကို့အခက်ခဲတွေအတွက်ဘဒုကမှမညွန်လင့်ပါနဲ့။ကိုယ်တိုင်ကပဲပြီးဆုံးအောင်လုပ်ပါ။လို့ရေးထားလေတယ်။ကောင်းလေးဟာခဏကြောင်သွားတယ်။ပြီးတော့ကိုကိုကိုကယ်ဖို့ရာကိုကိုတိုင်ပဲကြိုးစားရတော့မယ်ဆိုတာသူသိလိုက်ရတယ်။အဲ့ဒါနဲ့သူ့ရှိမှဝက်နေတဲ့ချင်းလေးကိုကြည့်လိုက်တယ်။သူပုံးနေတဲ့တောက်တုံးတွေရဲ့အောက်မှာဆိုတော့ အဲ့ဒီကြောက်တုံးကြီးကကပဲကြောက်တုံးတစ်ခုနဲ့အောက်ကိုကြောက်တုံးပိုင်းစာလေးတွေအဲ့ထည့်လိုက်တယ်။အဲ့လိုရိုက်ရင်ထည့်ရင်းနဲ့ကြောက်တုံးကြီးဟာချင်းနေကြီးကိုပေါ်ကိုပြီးပြီးချင်းနေကြီးဟာသိဆုံးသွားလိမ့်တယ်။အဲ့လိုနဲ့သူခီးဆက်သွားတော့တိုင်းပြည်တပြည်ကိုရောက်သွားတယ်။သူ့မှာပါတယ်ရန်နာတွေကိုရောင်းတယ်။သူပြန်ရောင်းလို့ရတဲ့ရမယ့်ရန်နာတွေကို ပြန်ဝယ်ပြီးသူ့တိုင်းပြည်ကိုပြန်လာခဲ့တယ်။လက်တော့မှာပဲ ခီးပင်ပန်းမှုကြောင့်အဖျားဝင်လာတယ်။အသေးသားဆိုတော့ဖျားနာမှုကြောင့်အငယ်စိတ်တွေဝင်လာတယ်။ပြုစုခံရတဲ့အရာကိုမြင်အောင်ပြီးမြင်ရတူလဲဝဲလို့ပေါ့။သူ့ဖေကိုလည်းတောင်းတနေတယ်။နောက်ဆုံးမခံမရနိုင်ချိန်မှာတော့သူ့ဖေပေးတဲ့စာအုပ်ကိုလှမ်းကြည့်လိုက်တယ်။ပထမစာမျက်နှာမှာအရင် သူ့ဖက်ဖူးတဲ့စာချောင်းကလွဲပြီးဘာမှရှိမနေခဲ့ဘူး။နောက်စာမျက်နှာတွေမှာလည်းဘာမှမရေးထားဘူး။ နောက်ဆုံးစာမျက်နှာမှာတော့စာတကြောင်းသာရေးထားတာတွေ့ရတယ်။ငါ့လိုဖြစ်ချင်ရင်ငါ့ကိုအာမကုန်းလာနဲ့။မင်းဟာမင်းမင်းဘွားဟာမင်းရဲ့ကယ်တင်ရှင်ပါဆိုတဲ့စာကိုတွားတွေ့တယ်။စာအုပ်တအုပ်ထဲကအောင်မြင်ခြင်းဆိုတာဟာလူသားကဖန်တီးတာပါ။မင်းရဲ့အောင်မြင်ခြင်းကိုလွတ်နေတဲ့စာရွက်တွေမှာရေးပါ။ဆိုပြီးရေးထားလေတယ်။ကောင်းလေးဟာဖျားနေတဲ့ကြားကရင်မိတယ်။ပြီးတော့စာအုပ်ကိုလွှတ်ပြလိုက်တယ်။ ။ "तू နားလေသွားပြီ။ तू အဖေဆိုလိုချင်တာဟာယုံကြည်မှုဟာကိုကိုကိုအားကိုးမှုကစတယ်ဆိုတာပဲဖြစ်တယ်။အဲဒီနောက်တော့ကောင်းလေးဟာအသက်အောင်လိုက်ပြန်မှုထုတ်လိုက်လို့ရင်အဖျားကြအောင်လုပ်တယ်။အာဟာရဖြစ်စေမဲ့တတိတွေကိုရှာစားတယ်။မိမွေးပြီးရင်နွေးငွေးလှုံပြီးချွေးထွက်အောင်လုပ်တယ်။တက်တာလာတာနဲ့သူ့တိုင်းပြည်ကို အမြင်ပြန်လာခဲ့တယ်။အဲဒီလိုနဲ့သူ့ဖေစီပြန်ရောက်လာတယ်ပေါ့။ဒါအဆင်ပြေရဲ့လား။ ဆိုပြီးကုံတွေကြီးကမေးတော့တဆုံတယောက်ရဲ့အကူအညီကိုမမြုံလင်းသက်တော့လို့အများကြီးအဆင်ပြေပါတယ်ဖေဆိုပြီးတဖြစ်သူကပြောလိုက်ပါတော့တယ်ကုံတွေကြီးကအေးမင်းငါ့လိုအောင်မြင်ဖို့အတွက်လမ်းစာတွေ့နေပြီပဲလို့ပြောပြီးအနာကနေထွက်ခွာသွားလေတယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်မမနွေဦးရဲ့လက်သက်ဆိုင်လေးတို့ရေဒီပုံမြင်လေးစီကနေတင်ယူရမယ့်တင်ငန်းစာကတော့ဘဝဆိုတာတစုံတစ်ခုကို မျောလင့်ရင်ကိုယ့်ဘာသာကိုပြီးဆုံးအောင်လုပ်ရတာမျိုးဖြစ်ပြီးကိုယ့်ရဲ့ယုံကြည်မှုဆိုတာလဲကိုယ့်ရဲ့ကြုံဆုံတွေးမှုတွေကိုအခြေခံပြီးမှဖြစ်တည်လာတာမျိုးပါဒါကြောင့်သူ့လိုဖြစ်ချင်ရင်ကိုယ့်ကိုအာကိုပြီးတိဆောက်ယူရမှာပဲဖြစ်တယ်ဆိုတာကိုမမနွေဦးရဲ့လက်သက်ဆက်ချက်လေးလို့လည်းဒီပုံမြင်လေးစီကနေတင်ကဆာကံကိုအရှိလိမ့်မယ်လို့မျောလင့်ပါတယ်နော်မမနွေဦးရဲ့လက်သက်ဆက်ချက်လေးတို့လေအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိ လူတို့လူကောင်းလေးတွေအဖြစ်နဲ့မြစ်တတိုင်းရဲ့လပါတဲ့ဆန်ရှိုင်းလေးတွေဖြစ်ကြပါစေလို့အမတ်တွေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမမနွေဦးအတွက်အဖြစ်စီတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ 接受赞美呢。